အကြောင်းရင်းတစ်ခုကြောင့်ချက်ချင်းရုတ်တရက်အလိုတန်းလောက်ပြနေရတဲ့ပြည်တီဦးနဲ့အင်ဒရာကျော်စင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီအပိုင်းဆိုရှယ်မီဒီယာမှာပရိသတ်တွေကြအရန်ကိုအင်အားသင့်ပြီးတော့ဗဇက်ဖြားမှာပြောစရာဖြစ်နေတဲ့တရင်ကတော့တချိန်ကမြန်မာရုပ်ရှင်လောကရဲ့ထိတ်တန်းဆုံးတွေအခုတော့စီးပွားရေးလောကရဲ့တထေးတကြွကြီးတွေဖြစ်သွားကြတယ်ပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ဇနီးမောင်နှံရဲ့ရုတ်တရက်အလိုကြီးအကြောင်းပါပဲ ပရိသတ်ကြီးတို့မှတ်မိကြအောင်ပါ။တချိန်ကရုပ်ရှင်ကားကြီးတွေ၊ကြော်ညာတွေနဲ့ပရိသတ်တွေရှိမှအမြဲတမ်းရှိနေခဲ့တဲ့သူတို့က2021ခုနှစ်နောက်ပိုင်းမှာတော့အကြောင်းအကြောင်းကြောင့်အနုပညာလောကကနေလုံးဝနေပါပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့နှစ်ဦးပရိသတ်ရှိကပျောက်ကွယ်သွားပြီးတော့နေ့အနေငယ်ကြမှာပြန်ပေါ်လာတဲ့အခါအရင်ကလိုအနုပညာရှင်အဖြစ်မဟုတ်တော့ပါဘူး။နိုင်ငံရဲ့ထိပ်တန်းဘဏ်ကြီးတစ်ခုဖြစ်တဲ့ AR ဘဏ်ရဲ့နှစ်ပတ်လည်အခမ်းအနားမှာရှယ်ယာရှင်ဖြစ်တဲ့ရောက်တဲ့အကြီးကြီးတဲ့ချမ်းသာနေတဲ့တတိကြီးတွေဆိုရင် ပုံရိပ်အစ်တစ်နဲ့ဖြစ်နေခဲ့ပါတယ်။ဒီလိုမျိုးသူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေအပေါ်မှာလူတွေကအင်အားတင်းနေချိန်ပေါင်ရီလို့လို့ဒီလောက်ချမ်းသာနေရလဲလို့မေးခွန်းထုတ်နေချိန်သူတို့ရဲ့စီးပွားရေးအင်ပါယာပေါ်မှာလူတွေကအစိမ့်ဝင်တစားစောင့်ကြည့်နေချိန်မှာပဲအခုလိုမျိုးချက်ချင်းရုတ်တရက်ကြီးဘာသာရေးအလူတန်းကြီးတစ်ခုကိုလူသိရှင်ကြားလုပ်ပြလိုက်တာပါဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ဓာတ်ပုံတွေသတင်းတွေရဆိုရင်သူတို့ဇနီးမောင်နှံဟာသူတို့အလွန်ကြီးညိုကိုခွဲတဲ့ဆက်ရှင်မိုင်တော်ရဆရာတော်ဘုရားကြီးကိုနေအိမ်ကိုအခမ်းအနားနဲ့ပင်ဖိတ်ခဲ့ပါတယ်နောက်ပြီးတော့ဆက်ရှင်မိုင်တော်ရ ကြောင်းတိုင်အတွက်ဝိတုငွေ30ကျပ်ကိုစက်ကအလူတန်းခဲ့ပါတယ်ဒါဒီမကတိပါဘူးဇနီးမောင်နဲ့နှစ်ယောက်လုံးဆရာတော်ဘုရားကြီးစီကနေတီလာခံယူပြီးတော့နေအိမ်မှာပဲတမထဝိပဒနာတရားဘာဝနာတွေကိုစေယောကိုပါနှိမ့်မြုပ်ပြီးတော့ပွားများအားထုတ်ခဲ့ကြတယ်လို့ကြည်ကျနူးနူးတွေ့မြင်ရပါတယ် ဘာကြောင့်အခုလိုလှုပ်ပြနေရတာလဲဒီနေရာမှာပြည်သက်တွေကဘာဖြစ်လို့အခုမှရုတ်တရက်ကြီးလဲဘာကြောင့်ဒီလောက်လူသိရှင်ကြားလှုပ်ပြနေရလဲလို့စိတ်ဝင်စားနေကြတာပါဒီအပေါ်မှာသုံးသပ်လို့ရတဲ့လောက်ကတော့အဓိကအကြောင်းရင်းတစ်ခုရှိနိုင်ပါတယ်ပထမတစ်ချက်ကတော့လူတိုင်းခံမှန်းမိတဲ့အတိုင်းပါပဲသူတို့ဇနီးမောင်နဲ့နှစ်ဦးလုံးကအသက်အရွယ်အပြင်တက်လက်ပိုင်းအရွယ်ကိုရောက်ရှိလာပါပြီဒီအရွယ်ကလောကဒဏ်အတဲအကြအဆုံဆုံးကိုဖျက်သန်းပြီးချိန်ဖြစ်လို့အရင်လိုအပျော်ပါးတွေပွဲလန်းသဘင်တွေလောကီရဲ့မျက်နှာပန်းအလှတွေကိုအာယုံစိုက်တာထက် ဘာသာရေးကိုပို့ပြီးတော့လေးလေးနက်နက်လှုပ်ဆောင်လာတတ်ကြပါရယ်ပစ္စည်းဥစ္စာတွေစီးပွားဥစ္စာတွေဘလောက်ပဲပိုင်ဆိုင်ထားပါစေတာရိကတကယ်ကိုစိတ်ရဲ့အေးချမ်းမှုအစစ်အမှန်ကိုမပေးနိုင်ဘူးတရားဓမ္မနဲ့ကုသိုလ်တရားကသာအေးချမ်းမှုအစစ်အမှန်ကိုပေးနိုင်တယ်ဆိုတာကိုနက်နက်ရှန်ရှန်သဘောပေါက်လာလို့ဖြစ်နေပါရယ်ဒါကပုံမှန်ဓမ္မထားပါပဲဒုတိယချက်ကတော့ကျွန်မအပေါ်မှာပြောခဲ့တဲ့အတိုင်းပဲသူတို့ရဲ့ပုံရိပ်အသစ်နဲ့ဒိုင်းရိုက်သက်ဆိုင်နေပါရယ်သူတို့ဟာအခုပြည်သူချင်းအမှုပညာရှင်ဆိုတဲ့နေရာကနေအလွန်ကျွဲဝတဲ့စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့ ရာကိုကူးပြောင်းရောက်ရှိသွားပါပြီဒီလိုအချိန်မှာဒီလောက်များပြားတဲ့ဒနာဥစ္စာတွေကိုပိုင်ဆိုင်ထားတဲ့အခါအဲ့ဒီငွေတွေကိုဘယ်လိုအသုံးချရမလဲဆိုတာပြည်သူကိုပြသဖို့လိုအပ်လာပါတယ်အထူးသဖြင့်တော့နိုင်ငံရေးအခြေအနေတွေစီးပွားရေးအကျပ်တဲတွေကြားမှာသူတို့ရဲ့ချမ်းသာမှုကိုလူတွေကမေးခွန်းထုတ်နေချိန်မှာအခုလိုအလူကငါတို့စူးစမ်းရှာဖွေထားတဲ့စီးပွားဥစ္စာတွေကိုအလဟတမတုံးဖြုံးမှုတရဏာတော်အတွက် ုသိုလ်ကောင်းမှုအတွက်ပြန်လည်အသုံးပြုနေတယ်ဆိုတဲ့အတိတ်ပဲပါဒါကြောင့်ဒီအလိုကသူတို့ရဲ့ပုံကိုယ်ရင်ငြိမ်းချမ်းမှုအတွက်ရောသူတို့ရဲ့တထေးတကြွယ်ဆိုတဲ့အစဉ်အတန်းအသည့်အတွက်ပေါ့ဒပြိုင်နဲ့ထဲလှုပ်ဆောင်လိုက်တဲ့အချိန်ခိုက်လို့ရတဲ့ခုလို့သုံးသပ်ရမှာပါလောကီမှာအောင်မြင်တယ်လို့လောကုတ္တရာမှာလည်းမလိဟင်းမှုဆိုတာကိုလူသိရှင်ကြားပြသလိုက်တာပါ ပရိသတ်ကြီးရောသူတို့ဇနီးမောင်နှံရဲ့ဒီလိုရဲ့ပုံမှာဘယ်လိုမြင်ကြပါသလဲ။တာရုခေါ်စရာကိစ္စတခုလားဒါမှမဟုတ်တခြားဘလို့အကြောင်းရင်းတွေရှိနေနိုင်သေးလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြီးစုပေးရတော့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။